မင်္ဂလာပါရှင်ကျမတော့တည်တည်အေးပါလက်ရှိမလေးရှားနိုင်ငံမှာနေထိုင်နေပြီးတော့မှတွန်လင်းရေးသမားတယောက်ဖြစ်ပါတယ်တွန်လင်းရေးကိစ္စတွေကိုတက်နိုင်ကြဝမ်းကူတွန်းပေးနေတဲ့လူတယောက်ဖြစ်ပါတယ်ကျမတော်ယုံကိစ္စတွေနဲ့ဆယ်လီတွေနဲ့ပတ်သက်ပြီးတော့ပြောလို့မရှိပါဘူးမြန်မာပြည်တွင်းနဲ့ဆယ်လီတွေပေါ့နော်ဒီတွန်လင်းရေးကာလမှာဆယ်လီဖြစ်လာတဲ့လူတွေနာမည်ကြီးလာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပြောလို့ပြောထားမရှိပါဘူးဒါပေမဲ့ဒီနေ့ကတော့ပြောအောင်မှဖြစ်ပါတယ်မြန်မာပြည်တွင်းထဲမှာရှိနေတဲ့မတ်အေတင်ကိုနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါတယ်လူလဲဆယ်လီကြောက်လို့ပေါ့ချင်တော့ အဲ့တော့ဒီအမျိုးသမီးက ကျမအရင်တော့ကဒီတော်လိုင်းကြီးမတိုင်ခင်ကာလအထိလေးစားခဲ့တယ်လို့ပါလေးစားတယ်သူ့ရဲ့စိတ်တက်ကိုလေးစားတယ်အမျိုးသမီးတယောက်အနေနဲ့စွမ်းဆောင်နိုင်တယ်အမျိုးသမီးတယောက်အနေနဲ့ဖြတ်ကျော်နိုင်တယ်ကြံကိုကိုကိုတည်ဆောက်နိုင်တယ်ဆိုတော့အရာတွေကိုကြည့်ပြီးတော့မှအဲကျွန်တော်မြန်မာအမျိုးသမီးတွေထဲမှာဒီလိုအမျိုးသမီးတွေအများကြီးလိုအပ်နေတယ်ဆိုတော့ကျမထောက်လို့လက်ခံတယ်ရှင်စီးပွားရေးမှာပေါ့နော်အဲ့တော့ဟိုကျမပြောချင်တာကဒီအမျိုးသမီးကိုကျမအရင်တော့ကလေးစားခဲ့တယ်ဆိုတော့ပြောချင်တာပါ ဒီနေ့သူတင်လိုက်တဲ့ post မတိုင်ခင်ဒီလေးစားပါတယ်။သူရဲ့ပြဿနာတွေလည်းဘောင်းစုံတွေ့ရတယ်။အာဒီအစိုးရတသားသားလုံးနဲ့ဖြစ်တဲ့ကိစ္စတွေတခြားသူရဲ့လူမှုရေးပြဿနာတွေပေါ့ရှင်နော်။အဲ့တော့တန်းသမီးကိုချစ်တဲ့မိခင်တောင်နေတယ်လေမြင်ရတယ်မြင်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတန်အသင့်ကျမလေးစားတယ်သူ့ကိုပေါ့နော်ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာကတကယ်ဥမာဘောမလုံးလုံးရရဘောမတော့ပေါ်ရင်ဘောမလိုက်တဲ့ post တစ်ခုဖြစ်ပါတယ်ဘာလို့လဲဆိုရင်မြန်မာပြည်သူလူထုကိုစစ်မှု ထမ်းရမယ်ဆိုတာတာဝန်တရက်လို့သူကပြောနေတာဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေကိုလည်းစစ်မှုထမ်းမှာပါလို့စစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်။အရင်တုန်းကသူကဗာပြောခဲ့တယ်လဲဆိုလို့ရှိရင်သူ့ရဲ့သားဟာတော်လန်ရေးထဲမှာစံနာပြလို့အဖမ်းခံခဲ့ရတယ်လို့ပြောပြီးကုံစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကအရှိဟိုအနောက်အသွားလွတ်အောင်အများရန်ပြောလို့ရှိပါတယ်။တစ်ဖက်ကလည်းခွာထားတယ်။အဲ့တော့နှစ်ဖက်ခွာထိုင်ထားတဲ့လူတစ်ယောက်ဆိုတာသူ့ရဲ့ တင်တဲ့ post ဒီမှာတဖြည်းဖြည်းနဲ့တိတာလာရဲ့ပေါ့ရှင်နော်သူကနှစ်ဖက်ခွာထိုင်တာပါတစ်ဖက်မှာလည်းတွန်လင်းရေးထဲမှာသူ့ရဲ့သားပါခဲ့တယ်ဆိုပြီးတော့မှဒါတော့သူမကြခဏထုတ်ပြောလို့ရှိပါတယ်အခုသူပြောလာတာကတော့မြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူတွေကိုစစ်မှုထမ်းသိမ့်တယ်ဆိုတဲ့အကြောင်းကိုသူပြောလာတာပါသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမယ်လို့ပြောပါတယ်မြန်မာပြည်တွင်းထဲမှာပြည်သူတယောက်အနေနဲ့စစ်မှုထမ်းရမယ်ဆိုတာတာဝန်တရက်ပါလို့သူပြောပါတယ် ျမပြောချင်တာဒီစကားနဲ့ပတ်သက်ပြီးပြောချင်တာပါကျမတို့မြန်မာလူမျိုးတွေရဲ့ဟိုတွားနေတဲ့စိတ်နေသဘောထားကကျမတို့မြန်မာလူမျိုးတွေကလူတယောက်ကိုတနာတက်တယ်နော်လူကိုယ့်ထက်ဆွမ်းဆောင်နိုင်တဲ့လူဆိုရင်လေးစားအားကြတဲ့စိတ်ရှိနော်ပြီးတော့သူတို့ရဲ့လောရက်တွေပေါ်မှာကြည့်ပြီးတော့မှကျမတို့ပြည်သူလူလူကဒီပေါ်မှာ follow လိုက်ကြတာပေါ့ရှင်နော်အဲ့တော့သူဟာဟို ထပ်မြက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်။နော်ထပ်မြက်တဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်သူ့ကိုအားပေးကြတဲ့လူတွေထောက်ခံကြတဲ့လူတွေရှိပါတယ်များစွာ။နော်အဲ့ဒီမှာကျမတို့တော့ပါခဲ့တယ်ဒါကျမအမှန်တိုင်းဝန်ခံတာပါ။နော်ဒါပေမဲ့အခုနောက်ပိုင်းမှာသူဖြစ်တဲ့ပြဿနာတွေကိုကြည့်လိုက်မယ်ဆိုရင်သူနဲ့ပြဿနာဖြစ်တဲ့လူတွေကအဖမ်းခံရရင်ခံရမယ်မခံရရင်ထွက်ပြေးရမယ်ဒီလိုနေထားမျိုးပေါ့အဲ့တော့ဒီမျိုးသမီးကငွေနဲ့ငွေတို့ပိုက်ပြီးဥပဒေအထက်မှာရှိနေတယ်ဆိုတော့တပြေးပြေးနဲ့မြင်လာရတာဖြစ်ပါတ เนาะကျမတို့မြင်လာရတာတော့ကြာပါပြီဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မဲဆွဲခြင်းတစ်မျိုးပါပဲစင်ယုံခြင်းတစ်မျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်အဲ့တော့ကျမတို့စောင့်ကြည့်တာပေါ့ရှင်သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလားတကယ်တမ်းကြတော့ကျမတို့ပြည်သူလူထုဟာစစ်ကောင်စီကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်เนาะဒီ NLD ကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ် ဘယ်သူမှစမှုထမ်းခြင်းမဟုတ်နော်အဲ့ဒါကအမှန်တရားပါပဲဘောမတွေညင်းလို့မရတဲ့အချက်ပါဘလောက်ပဲဘောမနေပါတယ်ပြောပြောဘလောက်ပဲစစ်တက်ကြီးကိုချစ်ပါတယ်ပြောပြောတနက်ပေးပြီးတော့ရှည်တန်းထွက်ရမယ်ကိစ္စကိုတော့ဘယ်သူမှမလုပ်ချင်ပါဘူးဒီမလုပ်ချင်လို့လေပြည်သူလူထုဟာဒီရွေးကောက်ပွဲကိုလုံးဝစိတ်မဝင်စားတာစိတ်မဝင်စားလို့လေအဲ့ဒီအာနာရှင်တတိုက်ဟာ လက်ရှိမှာပြည်သူလူထုအမျိုးမျိုးပြအားပေးပြီးအမှုပညာရှင်တွေကိုခေါ်ယူပြီးတော့တုံးဆွဲနေတာဖြစ်ပါတယ်အမှုပညာရှင်တွေကိုခိုင်းတာမလို့ရင်ထောင်ချမယ်ဆိုတော့ချင်းချောင်းမှုနဲ့လုပ်နေတာဖြစ်ပါတယ်အဲ့တော့ဒေါ်အေးတင်ကိုအနေနဲ့ဒီချိန်မှာပေါ်ပေါ်တင်တင်ဘောမလာဖြစ်ပါတယ်အဲ့ဒီဘောမမခင်နော်သူ့ရဲ့အကြောင်းတွေကိုပေါ်ထုတ်နေကြတဲ့အစိုးရတသတာတို့ဘာလို့ရှိပါတယ် သူဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုပြီးခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါတယ်။ဒါရီလေးကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါတယ်။ဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာပေါ်တင်ပေါ်မှလာတယ်ဆိုတော့တိကျတဲ့တက်တည်ခိုင်လုံတဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့เนาะအဲ့တော့သူ့ရဲ့သားကိုဟိုနိုင်ငံသားတိုင်းဟာ စစ်မှုထမ်းရဖို့တာဝန်ရှိပါတယ်လို့ပြောပြီးတော့မှသူ့ရဲ့သားသမီးတွေကိုလည်းစစ်မှုထမ်းခိုင်းမှာပါဆိုတော့ဒီအမျိုးသမီးနဲ့ဖြစ်လာတဲ့ပြဿနာမှန်သမျှအားလုံးကသူနဲ့ပတ်သက်တဲ့လူကိုလုံးထောင်နေရောက်ပါတယ်နော်ထောင်နေရောက်ဆိုတော့မကြံခင်တော့ပြဿနာဖြစ်ထားပါသေးတယ်သမီးစုံနဲ့နော်အဲ့တော့သမီးစုံမှန်တာတွေမှန်တာတွေကျွန်မပြောချင်တာမဟုတ်ပါဘူးသူတို့ပြဿနာတွေကိုမှန်နေမှန်နေမမှန်ဘူးဆိုတာကျွန်မဝေဖန်မဆုံးဖြတ်ချင်ပါဘူးဆိုတော့ကျွန်တော်တို့အဲ့ဒီကိစ္စတွေကိုစိတ်ဝင်စားအောင်ကျွန်တော်တို့ကတော်လိုင်းရင်းသမားတွေဖြစ်တဲ့အတွက်တော်လိုင်းရင်းနဲ့ပတ်သက်ရင်တော့စိတ်ဝင်စားတယ်အဲ့တော့နေကနေရတာကပါတယ်လို့ပြောရင်တော့ကျွန်မက ပြန်ပြောရမှာကအဲ့ဒီအီဒင်ကိုဆိုတဲ့အမျိုးသမီးနော်ဒီစကားမပြောခင်သူနဲ့ပတ်သက်ပြီးကျမနေရာကဝင်ပါစရာအကြောင်းရှိပါဘူးအခုကအနုနီးနဲ့မဲဆွယ်နေတာဖြစ်ပါတယ်နော်မဲဆွယ်နေတာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားနိုင်စစ်မှုထမ်းဖို့တာဝန်ရှိပါတယ်ဆိုတဲ့စကားကိုဘောမတွေလက်ခံလာလက်မခံကျမတို့ကအနိုင်လိုချင်တာနဲ့ပြောရင်တော့ပြောမှာပါရှင့်သူတို့ကစစ်မှုထမ်းဖို့အစဉ်သိဖြစ်နေပါတယ်လို့ပြောချင်တော့ပြောမှာပါဒါပေမဲ့ ူတို့အကြောင်းကိုသူတို့ကိုယ်တိုင်သိပါတယ်စစ်မှုမထမ်းအောင်ရေသူတို့ဘလို့ရှောင်ရှားနေရတယ်လဲဘလို့တွေပတ်စံနေရှာပြီးပေးနေရတယ်လဲဘလို့တွေအောက်ကျနောက်ကျခံပြီးဒီအာဏာရှင်တွေနဲ့ပေါင်းနေရတယ်လဲဆိုတာသူတို့ကိုယ်တိုင်သိပါတယ်အဲ့တော့မတ်အေသင်ကိုရှင်ရဲ့သားကိုစစ်မှုထမ်းဖို့ထည့်မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာဏာရှင်တစုဟာစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ်စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထည့်တဲ့အချိန်ဖြစ်ပါတယ်နော် ကိုသားကို အရင် ကိုစကားနဲ့ညီအောင်ထည့်ပြလိုက်ပါဟုတ်လားဒါပေမဲ့ရှင်ကတော့လုံးဝဘောမအစ်စ်ကြီးဆိုတာကိုကျမတို့မြင်တွေ့လိုက်ရတာဖြစ်တယ်ပေါ့အဲ့တော့ပြည်သူလူထုတွေကလည်းပရဟိတနဲ့ပတ်သက်လာလို့ရှိရင် မေတ္တာရှင်ကြီးဆိုပြီးတော့မှလူတယောက်ကိုအာနော်ဟိုအထင်ကြီးရတယ်လေးစားကြတယ်အနေထားပေါ့အဲ့တော့ဒီကိုကိုတိုင်းလေးစားနေတဲ့အမျိုးသမီးတယောက်ကပါဇက်ကနေပြီးတော့စစ်မှုထမ်းဖို့အတွက်ကို စီယုံနေတဲ့ကိစ္စမှာအဲ့ဒီဘောမတွေရောမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုအောင်ဘယ်လိုထင်လဲဒီလိုအမျိုးသမီးတွေမြန်မာနိုင်ငံထဲမှာနာမည်ကြီးပြီးစေလီဖြစ်နေတာတော့အမှန်ပါပဲဒီလိုလူတွေပါဇက်ကလုပ်ငန်းရှင်တွေပါဇက်ကထွက်တဲ့စကားကိုရှင်တို့ဟိုဘလောက်ထိယုံကြည်တယ်လဲဘလောက်ထိအားကိုးတယ်လဲဒါအခုခုကိုပြန်မေးရမယ့်ကိစ္စဖြစ်ပါတယ်ဘလောက်ပဲအာနာရှင်ကိုထောက်ခံပါတယ်ပြောပြောစစ်မှုထမ်းနေတယ်လို့တယောက်မှမရှိပါဘူးเนาะအဲ့ဒါသိကြပါစစ်မှုထမ်းခိုင်းနေတယ် လုပ်ငန်းရှင်တယောက်ရဲ့ပါဇက်ကထွက်တဲ့စစ်မှုထမ်းဖို့လူသားတိုင်းမှာတာဝန်ရှိပါတယ်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ဆိုတဲ့စကားကတော့တော်တော်လေးကိုကိုကျင်းစာတရားမဲ့တဲ့စကားဖြစ်ပါတယ်အဲ့တော့ဘလို့ထင်ကြတယ်လဲမဟုတ်မြန်မာနိုင်ငံထဲမှာစေတနာရှင်ကြီးတွေကိုအထင်ကြီးလေးစားတဲ့စိတ်ရှိတယ်ဘောမတွေကတော့ပုံပြီးလေးစားထင်ကြီးမှာပေါ့ဒါပေမဲ့တကယ်တမ်းအားပေးလာခဲ့ကြတဲ့ မတ်အေတင်ကိုတယောက်ဒီစကားပြောလိုက်တဲ့အပေါ်မှာတကယ်ပဲပြည်သူလူထုဟာလက်ခံပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုစစ်မှုထမ်းတဲ့ထဲ့မှာလားဆိုတာတော့